Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Racing Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇူလိုင်လ2ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားကြည့်ရမှာဖြစ်ပါတယ် Okay ဒီညမှာတော့ကျွန်တော်လိုရင်းတူရှင်သတင်းတွေအများကြီးကိုဖတ်ပြပေးပါမယ်ခင်ဗျာအဲ့တော့တချို့တွေအတွက်တော့သတင်းတွေအများကြီးဖတ်ပြတဲ့အခါမှာเนาะစိတ်နှောင့်ရှက်ဖြစ်မလားတော့မသိဘူးကျွန်တော်ကတော့ကျွန်တော် Channel ရောက်ရှိလာတဲ့သူရောက်စီတိုင်းရပါတော့เนาะအချိန်ပေးရင်ပေးသလိုသတင်းတွေအများကြီးရခိုင်းစီခြင်းလို့ပေါ့เนาะတခါတလေမှာကျွန်တော်ကသတင်းတွေအများကြီးဖတ်ပြရဖြစ်ပါတယ်เนาะ Okay ကျွန်တော်လိုရင်းတူရှင်သတင်းတွေစလိုက်မယ်เนาะ ပထမဆုံးသတင်းပုတ်ကတော့မကွေးတိုင်းကံကောင်းမြို့နယ်မြောက်ခင်ရန်ပြူစောထီရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုအချမ်းဘတ်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေများပြားကြောင်းအညာဟီးရိုးအဖွဲ့ကပြောဆိုထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအဲ့တော့မကွေးတိုင်းဒီမြောက်ခင်ရန်ပြူစောထီရွာဆိုကြတဲ့ဒီဘက်ရွာတွေကဒါပြောမယ်ဆိုဘူးလက်လက်ဆိုရွာလိုလည်းတည်ရတယ်ပေါ့နော်အဲ့တော့စော်နိုင်လေကောင်းလေပါပဲနော် အန်ယူဂျီအစိုးရကိုအတိအမှတ်ပြုထိတွေ့ဆက်ဆံနေသောတီမောနိုင်ငံကိုအာဆီယံဖွဲ့ဝင်ဖြစ်ခွင့်မပေးရင်မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌထံသို့စာပေးပို့တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့တော့ချက်ဖက်မင်းအောင်လိုင်ကကိုယ့်အကိုချန်ဆောင်မှမသိပဲနဲ့ပေါ့နော်။သူများကိုသွားပြီးမှပုတ်ခတ်နေတာဖြစ်ပါတယ်။အဲ့တော့တွေ့ရတဲ့အတိုင်းပေါ့နော်။ဒီအန်ယူဂျီကြောက်လွန်းလို့ဒီလိုမျိုးလှုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မုတ်ပင်မှာစောင်းပေါက်ဖွင့်ပြီးသချင်းဆိုတဲ့လူငယ်ကိုအုတ်ချုပ်ရည်မှုကထိုးချိတ်ပြီးအင်ရှင်ကိုဒဏ်ရိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အုတ်ချုပ်ရည်မှုဆိုတဲ့သူကဘာလို့ဖြစ်မလဲဆိုတော့စစ်ကောင်စီအာဏာသိမ်းပြီးမှအုတ်ချုပ်မှုဖြစ်လာတဲ့သူပေါ့နော်သူ့နာမည်ကအောင်ကျော်ဦးတဲ့အစကစီပင်ဝင်တဲ့သူကဖီးနာမည်နဲ့ လဖိတ်ဆိုင်ကိုလည်းဖွင့်ထားတယ်သူဆိုင်မှာပဲကြန့်ခိုင်ရေးပါတီကလူတွေပြူစော်ရီအဖွဲ့မဟုတ်ဘင်းသွေးတောက်ဖွဲ့တွေကထိုင်တာများတယ်ရက်ွက်ရုံးမှာလည်းဆယ်အိမ်မှုယာယီမှုတွေကိုကြန့်ခိုင်ရေးပါတီကသူတို့တွေဝယ်ခန့်ထားတာဖြစ်ပါတယ်တဲ့လက်တံပြောင်းနေရက်ွက်တင်းကပဲကိစ္စမဆိုကိုထိလက်ရောက်အမြဲလုံးလေးရှိတဲ့သူဖြစ်တယ်ပေါ့နော်အဲ့တော့မြင်းတဲ့အတိုင်းပဲဒီမအိုးဘင်းမှာပေါ့နော်ကြီးစွာကျစွာကျလုံနေတဲ့ဒီအုပ်ကြီးကိုတော့ပညာပေးဖို့လိုနေပါပြီနော် ောက်ထပ်သတင်းတစ်ပုဒ်ကလည်းဘကိုးတိုင်းမင်းလာမြို့နယ်အတွင်းရွာများမိရှုခြင်းကိုတတ်မှတ်မှုကိုယ်တိုင်ကွက်ကဲကစစ်စင်ရေးတရအတွင်းလှုပ်ဆောင်နေကြောင်းသိရပါတယ်တဲ့38ရွာမိတင်ရှုမယ်တဲ့ရွာမိရှုမဲ့ရွာစစ်စင်ရေးကိုလည်းတတ်မှတ်66တတ်မှတ်မှုကခလာရအတစ်ကနေကွက်ကဲနေတာ38ရွာဆိုတဲ့ပမာဏကကားလမ်းရန်ကုန်ပြည်အရှိဘက်လမ်းကရွာတွေရဲ့တဝက်နီးနီးပြောလို့ရပါတယ်တဲ့ PDF တွေကိုပြည်သူတွေလက်မခံရအောင်အကြောက်တရားတွင်းနေတာပေါ့လို့မင်းလာမြို့နယ်ပါကာဖာတာဝန်ရှိသူတို့ကသတင်းပေးပို့ထားပါတယ်နော်အဲ့တော့ကြံဖက်မင်းအောင်လိုင်းကပြည်သူတွေရဲ့အိုးအိမ်တွေကိုခုလိုမိရှုတယ်ဆိုတာကဒါသူတို့ကစစ်ဗျူဟာအနေနဲ့တော့ လုပ်တယ်လို့ကျွန်တော်ကြားတဲ့အခါမှာတော်တော်လေးကိုပေါ့နော်တကယ်စုပ်ပြက်တဲ့ဒီစုပ်ပဲ့တဲ့ဖွဲ့စည်းဆိုတာသိကြရပါတယ်နော်အဲ့ဒါကြောင့်လဲပြည်သူတရက်လုံးကမုန်းနေတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တမှုခရပါကဖရဲဘော်စေယူတက်ပြက်ခံရမှုအိန္ဒိယဘက်ကမဖြေရှင်းသေးသေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်เนาะအဲ့တော့အားလုံးသိတိုင်းပဲပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကဒီကျွန်တော်တို့ဗီဒူကာကိုတက်ပြက်ပါကဖရဲဘော်စေယောက်ကို ဒီအိန္ဒိယနိုင်ငံအာတန်ရိုင်ဘန်တစ်ဖက်ပြစ်ခတ်ရှင်းလင်းခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုတလခွဲကြတဲ့အထိမဖြေရှင်းပေးသေးတဲ့အတွက်ဒါပြန်ပြီးတော့ဗောနော် remind လုပ်တဲ့သဘောမှာရှိပါရဲ့နော်အိန္ဒိယဘက်ကရော်ကြေးလည်းမရသေးဘူးတဲ့ဒါအပြင်ဖြေရှင်းချက်မရတော့မိသားစုဝင်တွေစိတ်မကောင်းဖြစ်ကြတာဗောတဲ့ဒါကြီးကလည်းလွတ်စပယ်တက်ခံတာလေးတဲ့ဒီတိုင်းတာဝန်မခံပဲပြီးတော့မှမလိုလားပါဘူးလို့ပြောထားတွေ့ရပါတယ်နော်အဲ့တော့အခုချိန်မှာဆိုရင်နော်ဒီကိစ္စကဒီအချမ်းပတ်စစ်ကောင်စီကတော့ group ကိုစိုက်မှာမဟုတ်ဘူးဗောနော်အဲ့တော့ကျွန်တော်တို့အစိုးရကပဲဒီ NGO ကနေဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အိန္ဒိယနိုင်ငံတောင်ပိုင်းတီလန်ကာနာပြည်နယ်ရှိဓာတ်ရုပ်စက်ရုံတစ်ခုမှာတင်းလာနေကအင်အားပြင်းထန်သောပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာလူ36ဦးသေဆုံးပြီး30ကျော်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်နော်စီဝါကုမ္ပဏီတခုကပိုင်ဆိုင်တဲ့ဓာတ်ရုပ်စက်ရုံမှာပောက်ကွဲမှုဖြစ်ပွားခြင်းလူ140ဦးခန့်လုလုကင်နေတော့လုကင်နေတဲ့အခြေဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အဲဒါတွေ့ရတိုင်းပဲအာဒီမှာ အိန္ဒိယဘက်မှာခုလိုမျိုးပေါ့နော်ပောက်ကွဲသွားတော့ပြည်သူတွေတည်သွားတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့သူတို့သူတို့လည်းသူတို့ပြည်သူတွေတော်တော်လေးဝမ်းနေမှာပဲနော်အဲ့တော့သူတို့လုတ်ခဲ့တဲ့ဒီပါခါဖတ်စေဦးအတွက်လည်းအာသူတို့အမှန်တော့ဖြည့်ဖြည့်ရှင်းပေးတင်ပါတယ်နော်အာဒါသူတို့ကိုချင်းစာတက်ရဲဆိုဆိုကိုချင်းစာလို့ရပါတယ် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်မြို့ဆွန်ရက်ွက်များရှိစင်ရဲနွမ်းပါလူငယ်များကိုစစ်မှုထမ်းအတွက်ပြစ်မှတ်ထားဖမ်းဆီးမှုများလာကြောင်းသိရပါတယ်တဲ့အဲ့တော့ရန်ကုန်မြို့ဆွန်မြို့နယ်များဖြစ်သောဒဂိုမြို့တိမြို့နယ်များရွှေပြည်သားလိုင်းတရာအစရှိတဲ့မြို့နယ်များရှိစင်ရဲနွမ်းပါနဲ့ကျူးကျော်တိုင်းများနဲ့နေထိုင်သူလူငယ်များကိုစစ်မှုထမ်းအတွက်ပြစ်မှတ်ထားဖမ်းဆီးနေတယ်လို့ရန်ကုန်သတင်းတွေကသိရပါတယ်နော်အဲ့တော့အဓိကအုပ်ချုပ်ချုပ်ကိုလက်စစ်လိုင်းကြီးမပေးဘဲစင်ရဲတဲ့လူငယ်တွေပေါ့တဲ့အေးပေါ်တက်ဖမ်းတာလည်းရှိတယ်ရက်ွက်ရုံကိုအကြောင်းတစ်ခုခေါ်ပြီးပြန်မလွတ်တော့ပြန်မလွတ်တော့တာလည်းရှိတယ်တဲ့ညဖက်ကင်းလဲပြီးလမ်းပေါ်တွေ့တဲ့လူငယ်တွေဖမ်းတာတော့ပုံမှန်လုပ်နေကြပဲလို့ပြောပါတယ်နော် အဲ့တော့အခုချိန်မှာဆိုရင်တို့ရဲ့စစ်ကောင်စီအဖွဲ့တွေကအပတ်စဉ်15လဲရောက်လာပြီပေါ့နော်အခုဆိုရင်လူရှားလာတဲ့အတွက်ဒီလိုမျိုးဖမ်းဆီးနေရခြင်းဖြစ်ပါတယ်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့လှိုင်းတရားမှာနိုင်ငံရေးပုံမှန်ဖြစ်ဖမ်းဆီးထားသောမဇွန်ပွင့်လိုင်ကိုရဲများလက်မှပြစ်ခတ်ကယ်ထုတ်သွားမှုပြန်လည်ဖမ်းဆီးရရှိသတင်းရရှိပါတယ်နော်အဲ့တော့ဒီဒီနေ့မနေ့ကပေါ့နော်မနေ့ကည9:30မိနစ်လောက်မှာလှိုင်းတရားမြို့နယ်အရှိရဲ ရှိပိုင်းရဲစခန်းမှာအကြံဖက်တိုက်ဖျက်ရေးဥပဒေပုံမှန်50ဖြစ်ဖမ်းဆီးထားသောမတ်ဇွန်ပွင့်လိုင်းရေးပေါ်နာမကျန်းဖြစ်၍လိုင်းသားရမြို့နယ်စေယုံသို့ဒူရဲအုပ်နှအုပ်ကခေါ်ဆောင်လာကြောင်းထို့သို့ခေါ်ဆောင်လာစဉ်လိုင်းသားရမြို့နယ်စက်မှုဇုံနှင့်မင်းကြီးမဟာမင်းကောင်လမ်းထိပ်ရောက်တဲ့လူနှအုပ်ကိုဒူရဲအုပ်နှအုပ်ကိုလူနှအုပ်ကဒူရဲအုပ်နှအုပ်ကိုပြစ်ခတ်ခဲ့ပြီးဖမ်းဆီးခံထားရသောမတ်ဇွန်ပွင့်လိုင်းကိုကယ်ထုတ်သွားကြောင်းသိရပါတယ်နော် ဲ့တော့မဆပ်ပွန်လိုက်ကိုကယ်ထုတ်စင်မှာပြက်ကက်ခံရသောဒူရဲအုပ်တို့မှတနက်တိုင်းအဖြစ်တည်ဆုံးခဲ့ပြီးအမျိုးသမီးဒူရဲအုပ်မှာမှုအမျိုးသမီးဒူရဲအုပ်မှာပခုံးကြည်ဖောက်ဝင်တန်းရရှိခဲ့ကြောင်းရဲများကြီးဖမ်းဆီးမှုခံထားရသောမဆပ်ပွန်လိုက်မှာလွတ်မြောက်သောကြောင့်သိရှိရပါတယ်ပေါ့နော်အဲ့တော့ဒီမနက်မှာတော့ပြန်လည်ပြီးတော့ပေါ့နော်သူတို့အဖွဲ့တွေဒီပြက်ကက်သွားတဲ့အဖွဲ့တွေအချက်မဲ့စစ်ကောင်စီကပြန်လည်ဖမ်းမိပါပြီဆိုတော့သူတို့ Telegram မှာတွေတွေ့နေရတယ်ပေါ့နော်ဒါပေမဲ့ ပြည်သူများတုံ့တက်တာကတော့ဒါကတခြားသူတွေကိုနော်အစားထိုးထားတယ်လို့လည်းပြောရပါနော်အဲ့တော့သတင်းအမှန်ကတော့ဘယ်လိုချိန်တက်လာမလဲတော့မသိဘူးခုချိန်မှာဆိုရင်တော့ဒီ Champion Six ကောင်စီလော်ဘီရဲ့ channel တွေမှာတော့ဒီပြစ်ခတ်သွားရဲတွေကိုပြစ်ခတ်သွားတဲ့သူတွေပြန်ဖမ်းမိပြီလို့သူတို့ကတော့တင်ထားတွေ့ရပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်မျိုးတွင်စစ်ကောင်စီကရခိုင်လူငယ်အယောက်90ကိုဖမ်းဆီးပြီးစစ်မှုထမ်းတန်းပို့တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အခုပြည်မှာဖမ်းဆီးခံထားကြတဲ့သူအထက်မှာရန်ကုန်မှာကြောင်တက်သက်ကြတဲ့လူငယ်တချို့နဲ့ပြည်ပမှာလောက်သွားလို့ကြဖို့သွားကြလူငယ်တချို့လည်းပါဝင်ကြပါတယ်။သူတို့ကတော့ပွဲစားတွေနဲ့သွားကြတယ်လို့သိရတယ်။အဲ့ဒါလမ်းမှာဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတန်းပို့ခံကြရတာမိသားစုတွေကတော့အတော်လေးစိုးရိမ်နေကြတယ်လို့သိရရှိပါတယ်နော်။အဲ့တော့အကြမ်းဖက်စစ်ကောင်စီကတော့အခုချိန်မှာဆိုရင်ဒီလိုမျိုးပေါ့နော်။ဒီနိုင်ငံခြားသွားတဲ့လူတွေ ပြီးပါသွားမဲ့လူတွေဒါကြတော့ဒီရခိုင်နေထွက်တဲ့လူတွေအားလုံးကိုပေါ့နော်အခုလိုမျိုးဖမ်းဆီးနေတာဖြစ်ပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမကွေးတိုင်းရေစကြိုမြို့နယ်အခြေစိုက်ခလာရ256တို့ပို့ဆောင်တဲ့ရိခါကကိုပကဖကဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်နော်အဲတော့ဒီနေ့မနက်ဇူလိုင်လ2ရက်နေ့ မနက်9နာရီခန့်မှာပခုတ်ကူတမတရားတင်မှာခလာရ256တို့ပို့ဆောင်မှာရိတ်ခါများတင်ဆောင်လာတဲ့မှန်လုံးကုန်တင်ရင်တစည်းကိုရေစကြိုမြို့နယ်အတွင်းရှိပခုတ်ကူရေစကြိုလမ်းပိုက်တနေရာ၌ဖမ်းဆီးရရခဲ့ကြောင်းရေစကြိုမြို့နယ်ပကပသတင်းထုတ်ပြန်ထားပါတယ်။ချိုးတင်သတင်းရတာမျိုးတော့မဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့ကနေပြည်စွမိုးရဲ့အနေနဲ့လမ်းမကိုရှောက်ကင်တက်စစ်စစ်တဲ့အချိန်ကြမှာကျွန်တော်တို့တွေတွာလာနေတဲ့လူတွေကိုခိတက်စစ်စစ်ရတာပေါ့။စစ်စစ်တဲ့အချိန်မှာအဲ့ဒီကားကအဲ့လိုတွေးရှိခဲ့ရတာဗျာတဲ့။ ကုန်တီပြေစာတောင်းတဲ့အခါမှာပန်းစာတွေ့ပြီးတင်းစီခရရှိရလို့သတင်းရရှိပါတယ်နော်အဲ့တော့ဒီပစ္စည်းတွေအားလုံးကတော့ညာဒီကျွန်တော်တို့တော်လိုင်းရဲဘော်တွေရရှိသွားတဲ့အတွက်တော်လိုင်းရဲဘော်တွေအတွက်စားစရာတွေရရှိသွားပြီးအနေထားဖြစ်ပါတယ်နော်ကဲဘဘကြီးဘဘကြီးမင်းအောင်လိုက်မင်းများလူနိုင်ပါစေနော် ကဲနောက်တဲ့သတင်းပုဒ်ကတော့ရန်ကုန်မှာပေါ့နော်စွန့်ပစ်တဲ့ကလေးတွေတော်တော်လေးကိုများလာတဲ့သတင်းပဲဖြစ်ပါတယ်။တချို့ကတဲ့အဲ့မှာတချို့ကနေကအလုပ်လာလုပ်ကြတယ်ချစ်သူကြီးစားနဲ့အတူနေတယ်။ကောင်းလေးကမယူဖြက်လဲမဖြက်ချရဲဘူးမိမတွေလည်းမပြောရဲဘူး။အဲ့တော့တနေရာမှာသွားမွေးပြီးအိတ်ကလေးကိုစွန့်ပစ်ကြတယ်။တချို့ကအလိုမတူပဲမရင်းကျင့်ခံရတယ်။မွေးလာတဲ့ကလေးကိုမလိုချင်ဘူးစွန့်ပစ်ကြတယ်။ပြဿနာကမျိုးစုံပဲတဲ့။ဆင်းရဲမွေးတင်မှုရဲ့နောက်ဆက်တွဲအသိပညာအားနည်းမှုကြောင့်အခုလိုဖြစ်ရတာပေါ့နော်။အဲ့တော့ကျွန်တော်တို့မြန်မာပြည်ရဲ့အခြေအနေကိုကြည့်လိုက်အားလုံးလည်းသိပြီးသားပါတော့နော်အခုချိန်မှဆိုရင်ဒီ ်အင်တာနက်မှာဆိုလည်းမမြင်သိမတွေ့ချင်တဲ့ဟာတွေဆိုအများကြီးတွေ့ရတယ်ဗောနော်ဒါတွေကအလုံးပြောမယ်ဆိုရင်ကိုကြီးတရားတို့ဘာတို့ကိုပြောဒါနောက်ထားဗောနော်တကယ်ပြောမယ်ဆိုရင်တိုင်းပြည်ရဲ့စင်မွေးတင်မှုကြောင့်ဒီလိုဖြစ်နေဆိုတာလက်မြေကြီးလက်ခတ်မလွဲဘောနော်အဲ့ဒီရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်ပါတယ်အဲ့တော့အမြန်ဆုံးမင်းအောင်လိုင်းကိုပြုတ်ပြီးမှဒီနိုင်ငံကိုအမြန်ဆုံးတိုးတက်အောင်လုပ်မှပဲဒီပြဿနာတွေကပျောက်မှာဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းနောင်ဂျုံမြို့အနီး အုံမခါနဲ့နောင်အော့ရွာတီစစ်ကောင်စီတပ်ကပြန်လည်ရရှိပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ဦးလီရေဝင်းနောင်ချိုလမ်းပိုင်းကတော့စစ်တပ်ကအုံမခါတီရသွားပြီးနောင်ချိုကန်ကြီးတောင်ခမ်းလမ်းဘက်ကတော့ကန်ကြီးကန်ကျော်ကျော်ပြီးနောင်အော့အထိစစ်တပ်ကရရှိသွားပြီတဲ့။နောင်ချိုနဲ့ဘလောက်မှမဝေးတော့ဘူး။လင်းရင်လည်းဘုံလာကျဲလို့သိရမယ်နော်။အဲတော့ DLN လေးထိန်းချုပ်ထားတဲ့နောင်ချိုမြို့နာအထိအချက်မဲ့စစ်ကောင်စီပြန်လည်ရရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့အခုချိန်မှာဆိုရင်ဟိုတော့ကနေမြေလှုပ်ခဲတဲ့နေရာတွေအခုချိန်ဆိုရင်အချက်မဲ့စစ်ကောင်စီကပြန်လည်ရယူသွားတာဖြစ်ပါတယ်နော်။အဲတော့ကျွန်တော်တို့မဟာမိတ်အဖွဲ့တပ်ဖောင်းစုတွေပြန်ပြီးတော့ဗောနော်။ဟိုတော့ကလို့ စုစုစည်းနဲ့ပြန်လဲတိုက်ဖို့ချိန်တန်နေပါပြီနော်ကဲလူကြီးတို့ရှင်သတင်းတွေအများကြီးဖတ်လို့ပြီးမှာပေါ့နော်ကျွန်တော်တို့သတင်းဗီဒီယိုလေးတစ်ချက်လောက်သွားကြည့်လိုက်အောင်နော်ဒီကပါပထမဆုံးသတင်းပုဒ်ကတော့အမြောက်တက်သုံးလေးလေးမှာစစ်ကောင်စီတပ်ဖွဲ့များထိခိုက်တိုက်စုံမှုများပြီးအစုလိုက်ထွက်ပြေးနေတယ်ဆိုတဲ့သတင်းပေါ့နော်ဒီနေ့မှလည်းတက်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သွားနားထောင်ကြည့်လိုက်အောင်ထန်နေတဲ့ငတိုင်းချောင်းမြောက်ဆန်းအမြောက်တက်အမတ်တ3လေးလေးကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအစုလိုက်ထွက်ပြေးနေကြတယ်လို့သိရပါဗျ ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်အတွင်းကတိုက်ပွဲဖြစ်ပွားနေချိန်အမြောက်တပ်ကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်ထွက်ပြေးသွားကြတယ်လို့ဒေတာရင်းသတင်းရင်းမြစ်စီကသိရပါဗျ။အစုလိုက်ထွက်ပြေးလာတဲ့တပ်ပြေးတွေကိုသတင်းပေးတွေကရက်ွက်အုပ်ချုပ်ရေးမှုတွေကိုအကြောင်းကြားလို့ပြန်ဖမ်းမိသွားတာတွေရှိတယ်။တိုင်ပွဲနဲ့ပြန်ဖို့တယ်လို့သိရတယ်ခမရလို့ငတိုင်းချောင်းဒေတာကန်တူက AR Times ကိုပြောပါတယ်။ ထွက်ပြေးသူတွေတဲကရှေးဦးမှာလွတ်မြောက်သွားပြီးကြံသူတွေကတော့စစ်ကောင်စီလောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကအမတ်တ3လေးကိုသတင်းပေးတိုင်ကြားတဲ့အတွက်တပြေးအိုင်ကျေးရွာမှာဖမ်းမိသွားတယ်လို့သိရပါဗျ။ဇွန်လတတိယပတ်အတွင်းကလည်းရေကြီးမြို့နယ်လေဒီကျေးရွာကိုတပ်ပြေး15ဦးရောက်ရှိလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။အဲ့ဒီအဖွဲ့ဟာအခြားဒေသကိုထွက်ပြေးဖို့ကားငါးနေချိန်မှာအိုင်တပြုတ်လန်းစုံနဲ့ပန်တော်ကြီးတရားဂိတ်မှာစစ်ကောင်စီနဲ့ရဲတွေကလာရောက်ဖမ်းဆီးသွားတာပါ အမြောက်တက်သုံးလေးလေးအနီးထီတော်လိုင်းတက်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးလက်နက်ကြီးတချို့ကိုကြုံပြော်ခလာရ၃၆အတွင်းစစ်ကောင်စီကနေရာရွှေ့ထားရပါတယ်။ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အရာရှိအချို့မှလည်းကြုံပြော်ကိုအတုံးလိုက်ထွက်ပြေးလာရာအဲ့လိုထွက်ပြေးလာသူတွေကိုစစ်ကောင်စီကတိုက်ပွဲအတွင်းပြန်ပို့ခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ကဲဒါကတော့เนาะကျွန်မစစ်ကောင်စီရဲ့ဒီ ရခိုင်မှာတော်တော်လေးကိုကြာရှုံးနေတဲ့အနေအထားတွေဖြစ်ပါတယ်နော်အဲ့ဒီသတင်းကိုလည်းမနေ့ကတင်တဲ့ခါမှာမမောင်ကဘောမမမောင်ကိုယ်တိုင်ကထွက်ပြောတဲ့အနေအထားဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းကကျွန်တော်တို့ထက်လူကြီးတွေဒီရဲတွေကိုကျွန်တော်တို့ကောင်းကောင်းဝေဖန်လို့ရခဲ့တဲ့အချိန်ပေါ့နော်အဲတော့ဆိုရင်တော်တော်တန်တန်လူကြီးတော်မှကျွန်တော်တို့ပြည်သူတွေကပြောရဲဆိုရဲတယ်မျက်နှာချင်းဆိုင်ရဲတယ်ဝေဖန်ရဲတယ်ပေါ့နော်အခုဆိုရင်တော့အချိန်တွေကပြောင်းပြန်ဖြစ်ကုန်ပြီနော်အဲတော့ ချို့ခုဆိုရင်ဒီအထက်ကအရာရှိတွေပြောပါနေအောင်နော်ရဲဘော်စစ်သားတယောက်ကိုတော့မှပြန်ပြောလို့ဆိုတော့တော်တော်ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒါတွေနဲ့ပြတ်သက်ပြီးတော့ပြောထားတဲ့ဒီဆရာလူမျိုးကျော်တင်းထားတော့ကြည့်လအောင်နော်ဒါတော့မှငင်းကြဲစကားတွေလိုင်းလိုင်းပြောပြီးကလောက်ကြီးကလောက်အာပေါ့ဗျာနိုင်ငံရေးသမားတွေဆွဲခေါ်ပြီးတော့ငင်းကြဲဆွေးနွေးပွဲပြည်သူကနာနေပါပြီဆိုတော့ခေါင်းစဉ်နဲ့အညံ့မခံချင်တော့ထွက်ပေါက်ရှာတာတခုစစ်တပ်လုပ်တဲ့ငင်းကြဲရဟာသူတို့ထွက်ပေါက် ရှာတာပဲလို့ကျွန်တော်ကတဲ့နဲ့ရှုနေပါအဲ့တော့ညီငယ်ကြီးလောကအော်ကျွန်တော်တခုပဲမေးမယ်ဒီလူကကောမမှာဖြီးတာမငိမ့်ချအောင်လုပ်နေတာဘသူလဲမတည်နမနေ့မငိမ့်ချအောင်လုပ်ခဲ့တာဘသူလဲနောက်တော့20 27ဇန်နဝါရီလ30ရက်နေ့ဒီကျွန်တော်တိုင်းပြည်ကငိမ့်ချတာယာဝါပြောနေ NLD အစိုးရရဲ့အောက်မှာကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီကျွန်တော်တို့ NLD အစိုးရကိုပြောလို့ရတဲ့ဝန်ကြီးဝန်ကြီးချုပ်အဆင့်ကိုလည်းကျွန်တော်တို့ကဝေဖန်ပိုင်ခွင့်ရှိခဲ့တယ်။နော်။တရားဥပဒေစိုးမမှုတစုံတရာရလာပြီ။အားနည်းချက်တွေရှိပြီမဲ့လေပြောင်းလဲမှုကြီးစိတ်ချမ်းချမ်းသာသာတည်တည်ငြိမ်ငြိမ်နဲ့ရှိခဲ့တယ်မလား။ငြိမ်းချမ်းခဲ့တယ်မလား။အာနာမသိန်းခင်2021ဇန်နဝါရီ30ရက်နေ့ညတကောင်12နာရီကျော် ဖေဗူလာတရက်နေ့ကတော့ကျွန်တော်တို့ငရေအတိကြာခဲ့တယ်။အဲ့ဒီငင်းငင်းကြီးကိုအဲ့ဒီတိုင်းပြည်ငင်းချမ်းတရားနေတိုးတက်နေတာကိုဖျက်ဆီးခဲ့တာဘယ်သူလဲ။ဘုံမင်းအွန်လိုင်းနေတကွာစစ်အုပ်စုကအာနာသိမ်းခဲ့လို့ဘလို့ဒီအကြောင်းလာပြပြအကြောင်းပြချက်ခါလေမခိုင်းလို့ဘူး။တိုင်းပြည်ဟာအခုကဲ့သို့မငင်းမချမ်းဖြစ်ရတာဖြစ်တယ်။မငင်းချမ်းကြီးရဲ့လက်သေးတရားခံဟာမင်းအွန်လိုင်းနေစစ်အုပ်စုဖြစ်ကြောင်းခိုင်ခိုင်မာမာပြောပြီးသွားပြီ။ ောက်တစ်ခုကကျွန်တော်ထပ်ပြောမယ်တေချာအောင်မိသည့်အကြောင်းနဲ့မှအာနာသိမ့်မှန်ကိုမရှိဘူးလေဥပဒေကြောင့်တခုပြောပြနိုင်ငံတော်မဟုတ်လေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမကြေလည်မှုတွေတရားများတဘာညာဘာညာပြဿနာမှန်သမျှဟာအဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဤအစိုးဖြတ်တာအတီးဖြစ်တယ်လို့ပြဋ္ဌာန်းပြီးသားကာကွယ်ဦးစည်းချုပ်ဤအစိုးဖြတ်တာအတီးဖြစ်တယ်လို့မပါဘူးဒီအချက်ကိုပြောင်ပြောင်တင်းတင်းစစ်အုပ်စုမင်းအောင်လိုက်စစ်အုပ်စုချိုးဖောက်လိုက် တို့ကိုကွက်နေတဲ့ဖွဲ့စည်းပုံတွေကကျွန်တော်ပြောနေတာနော်အဲ့တော့ဟုတ်ပြီပြည်သူလူထုနာနေပါပြီငြိမ်းချမ်းကြပါတော့နိုင်ငံသမားတွေထွက်ပြောကြတယ်ပြည်သူလူနာအောင်လုပ်ခဲ့တာလေမငြိမ်းချမ်းအောင်လုပ်ခဲ့တာလေငြိမ်းချမ်းခြင်းအပြည့်ရှိပါတယ်တိုင်းပြည်မတရားအာဏာသိမ်းတာကိုလက်လွတ်လိုက်ပြီးဒီလိုရွေးကောက်တင်မြောက်ခံရရတဲ့အစိုးရအဖွဲ့ကိုပြန်လေရွေးကောက်တင်မြောက်ခါ 九龙岩子庙并不庙古文看景，第一地段老远，二段老远，第二人家多不呢，少呢，一片亚细味道，未来将个没楼盘呢。现在楼盘越搞越下，我们的中央为积极，南安也亚为积极，卢宝国也亚为积极，龙安台也忙吧。那几年嘛，南安嘛，都个都文具厂，都个都大马路，都个都搞维护的场所比较，西边亚乌沙阿古桥路有哪嘞？ ဘုံမင်းအောင်လိုင်ဟာလက်ရှိ ICG ကဝရံထုတ်ချင်းကိုခံရတော့မယ်ဝန်ရမ်းပြီးတယောက်ဖြစ်ပါတယ်စိတ်ရာသူမောင်မြောင်များစွာနဲ့ရင်ဆိုင်ရမယ့်သူဖြစ်ပါတယ်ဒီလိုလူဦးဆောင်တဲ့အဖွဲ့အစည်းတစ်ခုပေါ့ဗျာစစ်ကောင်စီပဲပြောပြောနာဆကပဲပြောပြောလုတ်တဲ့အရာမှန်သမျှဟာနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာတဲ့လူတွေလုတ်တဲ့လူမှန်သမျှဟာလုတ်တဲ့အရာမှန်သမျှတရားဝင်ပါ ဥပဒေကြောင့်ရတရားဝင်ပါသလားပြည်သူလူထုကကျေနပ်ပါသလားပြည်သူလူထုကစိုက်ပါသလားဒါတွေကိုတကယ့်နိုင်ငံရေးသမားဆိုတဲ့လူတွေသိဖို့ကျွန်တော်ပြောပြတာပါကဲနောက်တစ်ချက်ဟုတ်ပြီနောက်တော့ရရရနေပြီလားဆိုတဲ့တန်တရားရှိနေပြီဘာကြောင့်လဲငငယ်စကားတွေတွင်ပြောပြီးအရရက်စစ်မြင်တာတိုင်းမှာရှုံးနေပြီစီးပွားရေးဖျို့ဖျက်ဖြစ်နေပြီတိုက်ပြီးကချွတ်ချုံကြနေပြီဘလုံးနီးနေမှာစစ်တပ်ကပြန်လဲအဖတ်ဆယ်လို့မရတော့ စစ်တဲ့ဂုံတိတ်ကစစ်တဲ့စိုးရင်ကြောက်ကြမှုတွေဟာမြမသမိုင်းတစ်လျှောက်မှာမရှိဘယ်တော့မှမရှိဘူးတဲ့အခြေအနေနဲ့ရောက်ရှိနေပြီပြည်သူတရားလုံးကလည်းဒီနေ့အချိန်ထိကြံ့ကြံ့ခံပြီးစစ်တပ်ကိုလုံးဝအုပ်ချုပ်ခွင့်မပြုဆိုတာခိုင်ခိုင်မာမာယက်တည်နေလို့ပဲဒီအချက်တွေကိုမရောက်နိုင်လို့စေအုပ်စုမတည်ဘူးမထင်နဲ့တည်တယ်ကျွန်တော်တို့တပ်ပူတည်တည်လို့လေအဲ့ဒီနိုင်ငံရေးသမားတွေကိုအငားအငားပိုင်းနဲ့ဓာတ်တိုးခံခိုင်းတာ ကဲငင်းချမ်းကြီးဆိုတဲ့အတန်ထွက်ခိုင်းတာမှန်မဲ့အရာဘီကော့ဝေးဆိုတဲ့အတန်ကြီးထွက်ခိုင်းတာဟုတ်ပြီအဲ့လိုပုံကန်သူကိုရှေ့ရသူများပြုလို့နေသူကိုဥပဒေများအရမျက်ွယ်သေးတန်ချမှတ်ခွင့်ရှိမရှိရမရဒါကို NUG ရဲ့ဒီလိုလိုမန်ဒေးရပါတယ်ရထားပါတယ်ဆိုတော့ NUG ရဲ့တရားရုံးဝန်ကြီးဌာနကလုံရန်ရမရဗမာနိုင်ငံမှာလက်ရှိတည်သေးဥပဒေများဒေကဘယ်အချက်တွေနဲ့ညီစွန်းနေတယ် ဗမာနိုင်ငံမှာရှိတဲ့1950စစ်ဘက်ဆိုင်ရာအုပ်ဥပဒေတို့ဟော50လား1958လားကျွန်တော်မမှတ်မိလို့မယ်ခုနှစ်မိသွားတော့နော်စစ်ဘက်ဆိုင်ရာဥပဒေများနေညဆုံးနေလားဒါစဉ်းစားရမယ်မင်းအောင်နိုင်ကိုနိုင်ငံတော်အဆင့်တရားရုံးတစ်ခုကပြည်တွင်းမှာတရားစွဲပြီးတော့ပြည်တွင်းမှာဆိုတာကျွန်တော်မြန်မာနိုင်ငံတွင်းမှာမဟုတ်ဘူးအခု NUG အစိုးရအဖွဲ့သားတွေဝန်ကြီးဌာန18ခုရှိတယ် ကျွန်တော်တွေမလုပ်ပါနဲ့စီတီအန်ဥပဒေတွေပါတယ်ခဏဖယ်ပြီးတော့မင်းအောင်လိုင်းရဲ့ကျူးလွန်ထားတဲ့ပြစ်မှုတွေနိုင်ငံတော်ဝန်ကြီးဘုံအခြေခံဥပဒေဆိုတဲ့2008သူတို့ပဲပြဋ္ဌာန်းသူတို့ပဲအတည်ပြုသူတို့ပဲလက်ရှိကျင့်သုံးနေတဲ့ဥပဒေဒဲကကိုဝန်ကြီးဘုံအခြေခံဥပဒေချိုးဖောက်မှုနိုင်ငံတော်ပုံခံမှုနိုင်ငံတော်တမနာနဲ့နိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်များကိုမတရားဖန်ဆီးမှုပြည်သူတို့ကတပ်ဖြတ်မှုဘုံကျဲမှုနိုင်ငံဗန္နာများကိုမတရားအလုံးစုံအစရှိသည့်အချက်လက်ရှာပြီးတရားရေးဝန်ကြီးဌာနရဲ့နိုင်ငံတော်တရားသူကြီးချုပ်ခန့်အပ်ခါတစ်တန်း မျက်ကွယ်သေးတံပုံကံသူအတွက်ဖြစ်တံပြီးလို့ရနိုင်တယ်ဘာလို့မလုပ်ကြတာမတည့်နမနေနိုင်ငံတော်ပုံကံမှုတက်ပြီးမျက်ကွယ်သေးတံပေးခံထားရတဲ့သူရဲ့လက်အောက်မှာအမှုထမ်းနေတဲ့လူအကုန်လုံးကနိုင်ငံတော်ပုံကံသူဖြစ်တယ်အဲ့လိုရှင်းတဲ့နိုင်ငံကြီးအဖြစ်ရှိပါတယ်ဆက်ထမ်းဆက်ထမ်းမင်းတို့ပြောတာငါတို့စစ်နိုင်တဲ့နေ့မင်းတို့ကပုံကံသူပဲ နိုင်ငံရေးအပေါက်လေးကြီးဥပဒေအပေါက်လေးကိုရှာကြံတွေးတော်ပြီးတင်ပြခြင်းဖြစ်ပါတယ်။ကဲဒါတော့ဆရာလေးမကျော်ရဲ့တင်ပြချက်ဖြစ်ပါတယ်နော်။မင်းအောင်လာရတော့တေးကြတယ်အခုရွေးကောက်ပွဲမှာပေါ့နော်ဒီပါတီတွေခေါ်ပြီးရွေးကောက်ပွဲအတန်ငင်းချိုင်းအတန်ထွက်ခိုင်းတာတော့ခုနပြောလို့ပဲပေါ့နော်အငားပိုင်းနဲ့ဓာတ်ထုတ်ခံခိုင်းတာဖြစ်ပါတယ်အဲ့တော့ခုချိန်မှာဆိုရင်တော့ငန်းနိုင်ငံရေးပေါ့နော်အခွင့်အရေးဒါငန်းငန်းလိုချင်ပြီးမှပေါ့နော် လောက်လိုမျိုးပဲပေါ့နော်ဒီရွေးကောက်ပွဲအတန်ကြာပြီးထွက်လာတဲ့ဟာတွေအားလုံးကတော့တစ်ချိန်မှာတော့ပေါ့နော်ဒီ တမရတို့အရာရှိတို့ဝင်းကြီးတို့တော့ဖြစ်မှာပေါ့ဗောနော်တေးကြတဲ့ဓာတ်တို့ခါမဲ့ကိုယ်ကတော့ပြင်းနေပါပြီနော်ကဲနောက်ထပ်သတင်းပြီးတော့တစ်ပုတ်ကလည်းအချမ်းဖက်မဲအောင်လိုင်းကိုဖောင်းထုတ်နေတဲ့ဒီအဆိုတော်ဆိုတဲ့ကောင်ကိုပြန်ပြီးတော့တက်ပြန်ပြောထားတဲ့ကိုဆက်ပြီးတော့ channel တော့ကြည့်အောင်နော်မင်္ဂလာပါဒီနေ့ဗီဒီယိုဖန်ရတော့ချမ်းဖက်ကဘူးလက်လှဆွေကိုစစ်တပ်ထောက်ခံသူပိုင်ရဲကိုကဟွန်းစော်ထားတဲ့ဗီဒီယိုဖန်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ reaction လောက်အောင်မယ်နော် တိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တမလွန်နဲ့သွေးခွဲပြီးတော့တမလွန်ကိုတိုက်ခိုက်ပြီးတော့မှခင်ဗျားတို့နေရာတွေဘာလို့လိုချင်တာလဲဒီပြီးခဲ့တဲ့ဟိုရေဘေးတုံးကပြီးခဲ့တဲ့ရေဘေးတုံးကဟိုဥပုဒ္ဒလဆွေပေါ့သူကကျန်းခိုင်ပါတီဖြစ်မယ်နော်ဥပုဒ္ဒလဆွေကရေဘေးတုံးကအိမ်ခရံဆာရွက်ဆာတန်းတွေပြတ်ကောက်ရတယ်ပြတ်ကောက်ရတဲ့အခါကျတော့အဲကျော်စိုးဦးတို့ကျော်မျိုးမင်းတို့ဆိုပေးမှာမဟုတ်ဘူးသူရဲ့ နေနေစီယုံရင်မူလားသူပြောတဲ့ဥစ္စာပါနော်။ तू ကနေ तू မလို့ပေးတာဆိုပြီးတော့ပြောတယ်။အဲ့ချိန်မှာအဲ့ဒီဦးဘူးလက်လှဆိုကိုကျွန်တော်ဘဝမှာအမုန်းဆုံးလူသားပဲကျွန်တော်သူ့ကိုမျက်နှာကိုကြည့်လို့မရအောင်မုန်းတာ။ तू တက်ခိုင်ပါတီကသူ့ကိုကျွန်တော်ကြည့်လို့မရအောင်တော်တော်မုန်းတာ။အဲ့ဘာကြောင့်မုန်းတယ်လဲဆိုလို့ချင်းဒီလူကြီးကလူကြီးဖြစ်သွားလို့ရှိရင်ဒီလူကြီးကနိုင်ငံမှာလူကြီးဖြစ်သွားလို့ရှိရင်တော့အဲ तू ပြောချင်တာတွေပြောတယ် ပြီးတော့ကျွန်တော်ချင်းသူပြောတဲ့သူတွေကသူကနေမှားတဲ့သူတွေကိုနှိမ်ချပြောဆိုဆက်ဆံပြီးတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသာသူကောင်းမွန်ဆက်ဆံတယ်ဆိုတော့အတွေ့အကြုံကျွန်တော်ကောင်းတဲ့ကိုရောက်သွားရောက်သွားကျွန်တော်ဒီပါတီနိုင်ငံရေးတွေကိုကျွန်တော်စိတ်ဝင်လာခဲ့ဦးအဲ့ဒါကဘူးလက်လဆိုမှမဟုတ်ဘူးနော်ကျွန်တော်တိုင်းပြည်မှာဒီစစ်ဘောင်းပြီးချွတ်ထားတဲ့ကောင်တွေမှန်တယ်များကတူတို့ကိုတူတို့အုပ်ချုပ်တူလူဒန်းစားလို့ပဲတတ်မှတ်ထားတာနော်သူတို့ပြောတာမှအမှန်သူတို့လှုပ်တာမှအကောင်သူတို့ပြောတာကိုနားထောင်ရမယ် နိုင်ငံတော်ဆိုတော့သူတို့ကိုကိုစားပြုတာအဲ့လိုမျိုးစောက်တလွဲအတွေးခေါ်တွေနဲ့ရက်တင်နေကြကောင်းကြီးပဲအဲ့တော့ဘူးလက်လှဆိုရင်မှမဟုတ်ဘူးအဲ့ဒီစစ်ဘုံချုပ်နော်ဘဝကနေဘောင်းမိချွတ်လာတဲ့ကောင်အများစုကအဲ့ဒီအတွေးခေါ်ကိုတွေးပြီးတွေးနေလို့ပဲဒီနေ့တိုင်းပြည်ကသူတို့ကမောက်ကမတွေဖြစ်တာမှန်မဲရှင်းရှင်းလေးပဲပြည်သူဆိုတဲ့အရာကိုဥထိတ်ပန်ဆင်ရမယ်ပြည်သူစံနှံ့ကိုအလေးထားရမယ်ပြည်သူကိုတန်ဖိုးထားရမယ်ဆိုတော့အသွေးခေါ်အဲ့ကောင်တွေအုံနောက်ထဲမှာမရှိဘူးအဲ့ဒီအတွက် တိုင်းပြည်ဟာဒီအခြေအနေလက်နက်ကင်နဲ့အနေထားဒီဖြစ်လာတာပဲအဲ့တော့သူတို့ကလူလိုအတိတ်တရားရှိမဲ့ဆိုတိုင်းပြည်ကဒီအခြေအနေဖြစ်လာတယ်အကြောင်းကိုမရှိဘူးအဲ့တော့ NLD ပါတီပေါ်တယ်ဆိုတာက NLD ပြည်သူထောက်ခံနေတယ် NLD ကောင်းဝါကြီးလို့မဟုတ်ဘူးကျွန်တော်လည်း NLD ကိုထောက်ခံခဲ့တယ်ဒါပေမဲ့ကြိုက်လားမေးသိအပြည့်ဝမကြိုက်ဘူးကျွန်တော်လိုမျိုးလူတွေအများကြီးရှိတယ်ဟုတ်တယ်ဒါပေမဲ့ NLD ကိုကျွန်တော်တို့မကြိုက်လို့ရွေးချယ်เสียထပ်မရှိဘူးလေဘာဖြစ်လို့လဲအဲ့ဒီစစ်ဘိုလ်ချုပ်တွေစုစည်းထားတဲ့တန့်ဖို့ကတန့်ဖို့ကိုမှယုံကြည်လို့မရတာ တန်ဖို့ကမှအာကုန်လို့မရတာရွေးကောက်ပွဲနီလာမှအီးနဲ့ပေးအမီးနဲ့ပြေးတဲ့ခွေးတွေလိုပဲတန်းစီထွက်လာတယ်ဟမ်ဘူးလက်တို့ခင်ရီလို့အခုကြည့်အကုန်လုံးနော်ကြည့်ရွေးကောက်ပွဲဆိုတဲ့အရာဟာသူတို့အတွက်ဟန်ပြလို့ပဲတဘောထားတာတကယ်တော့ရွေးကောက်ပွဲအနှစ်သာရတီးတီသူတွေကလက်ခံတဲ့သူကအောက်ထုတ်ခွင့်ရမယ်အရာဒါရှိချင်းလေးပဲဒါပေမဲ့အဲ့ဒီစစ်ဖို့ချုပ်တွေကြီးလိုက်2020ရွေးကောက်ပွဲမတိုင်ခင်ကစက်ဖို့ခေါင်းဆောင်တွေကခီရီနန်းသူဘာပြောခဲ့တယ် မနိုင်နိုင်အောင်လုပ်ပါတယ်မနိုင်နိုင်တဲ့နည်းနဲ့လုပ်ပါတယ်ဒါပေမဲ့သူတို့ကိုပြည်သူရွေးချယ်တာမရွေးချယ်ဘူးအဲ့ဒါလို့စောက်ကြည့်နေကြအောင်မရွေးချယ်တာမှန်ပဲဒါပေမဲ့သူတို့ကအော်ငါတို့ဓာရီမှားနေတယ်ပြင်ရမလားဆိုတဲ့အတွေးကိုမတွေးဘူးငါတို့အုတ်ထုတ်တာပဲခံရမယ်ဆိုတဲ့အတွေးမျိုးကိုတွေးတာအဲ့ထဲမှာဘူလက်တွေမဟုတ်အကုန်လုံးပါတယ်မဟုတ်ဘူးရက်လက်ဒါတော့ကြီးကိုပြည်သူတွေအုံနောက်ညံပြည်စုံမှရမယ်လို့ကျွန်တော်နေပြောချင်တယ်เนาะအဲ့တော့ဒီပြည်သုံးလုံးပါစီရလဲပဲဘာဖြစ်လဲ ကျွန်တော်ပထမတော့အာဒါအားကိုးတကြီးနဲ့ကျွန်တော်တော့မှဒီအဲ့ဒီအကောင့်အနေနဲ့မှကျွန်တော်ဖုန်းနံပါတ်တောင်းတောင်းဖုန်းဆက်ဘူးတယ်ဒါပေမဲ့ဒီတကယ်တကယ်လဲကြာကြာဒီတရက်နဲ့ငါးလပိုင်းရလားမသိဘူးနော်သူတို့အဲ့မှာကျင်းလင်းဝတ်လုပ်တဲ့အခါလဲကြာလဲကြာပါအဲ့မှာတော့တူဟာဒီလူသေးတာတက်ရင်တိုင်းကြီးမကြဘူးခဏောက်ပြက်စီးမှသိကြတယ်ကျွန်တော်ကမဲရလာမယ်ဆိုလို့ဒီနေ့ ကဲဟလာဘောမလေးပြောနေအခုရနေတော့ဆိုအာဆီယံလာစားတော့မမီတဲ့ဥစ္စာဟလာအမတ်တက်နှမျောဖို့ကောင်းပါလေအမတ်တက်တနာဖို့ကောင်းပါလေအဲ့ဒီဖွားကြီးလိုက်တက်လိုက်တက်လာအဲ့ဒီဟိုအလုံးသမားလေးအကုန်ဆုပ်ရက်တက်တာပဲဒီတိုင်းပဲဒီတိုင်းပဲဖြစ်တာပဲဒီလိုစကားတွေအရင်ကောင်းကောင်းကြီးပြောလာပြီဆိုလို့ချင်းအဲ့မလို့ကောင်းကောင်းနှိမ်ချဆက်ဆက်လာဆိုအဲ့ပါတီတွေကိုခင်ဗျားတို့အကုန်လုံးခေါင်းထဲမှာထည့်တာခင်ဗျားတို့အတွက် NDA ကြီးပဲဆိုတော့ဒါကိုကျွန်တော်ပြောချင်တယ်နောက်ဘူးတဲလာဆိုရင်အကြောင်းကိုစောစောပြောတဲ့ဇာတ်ကားနဲ့ပြန်ဆက်ရမယ် ဥပုလက်လာဆွေရဲ့တဲ့ one တက်ဒီကန်အကောင့်မှာရောဥပုလက်လာဆွေပြောသွားတဲ့ဇကားတွေကိုကျွန်တော်ထပ်ပြောပြတာအဲ့တော့အားပေးနော်တန်းတော့ငါရခင်ကစစ်တီအင်အားမရှိလို့ကြာဆုံးလာတွေ့ရတယ်နော်နောက်တခါအခုစစ်မှုတန်းဥပဒေတည်သူစစ်မှုတန်းဥပဒေကြောင့်အခုအပတ်စစ်15လောက်ရောက်လာတဲ့အချိန်မှာစစ်ကိုရက်တန့်ထားနိုင်နေတယ်တန့်ထားနိုင်တော့မှန်ကန်နေလေမှန်ကန်နေမှန်ကန်နေအခုကျွန်တော်တို့က ဆက်လက်ပြီးတော့ဒီစေမတန်ဦးတင်မှာတက်မှာကျွန်တော်နိုင်ငံမှာရှိနေပြည်သူတွေတည့်ရလုံးအေးချမ်းမှာဒီဒေါ်ညညိုသင်းဆိုတဲ့အမျိုးသမီးကြောင့်ဟာလာဘသူတွေရဲ့အေးချမ်းမှာလဲအာစေမတန်ဦးတွေစေမတန်ဦးတွေမလို့သာကြောက်လာတော့ तू ကနာမည်ကောင်းကြီးပဲ तू ကဒါမျိုးပြပြီးတော့စကားသုံးလုံးသားလဲရက်ွက်စရိုက်မျိုးနဲ့သုံးလုံးသားလဲကျွန်တော်ဒါတချို့ဟာကြာမပြောချင်လို့ပြမပြောတော့တဲ့အနေအထားမျိုးရှိတယ်เนาะအဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ဥပုလက်လှစွေကိုဘယ်နေရာမှာသွားသဘောကြလဲသူတယ်လီဂရမ်အကောင့်မှာသူတို့ပါတီတာ အာနာရရှိခဲ့ရင်နံပါတ်၁သူလုံမှန်ကပါလေဒီတောင်းညံသူတွေအကျန်းဖတ်တွေကိုစခန်းတွေကိုအမြင့်ဖြတ်ရှင်းမယ်အဲ့တခုလည်းနဲ့ခင်ဗျားတို့တန်ပြီခင်ဗျားတို့တန်ပြီနော်ကျွန်တော်ကတက်ငယ်ပါတီတွေဘယ်ဟာတွေညာတွေပြောတာမဟုတ်ဘူးအဲ့ဒီတခုလည်းနဲ့တန်ပြီညောင်းတိုင်းကြီးကိုတခဲချင်းအဲ့ဒီလိုပြတ်သားတဲ့လူမျိုးကိုခင်ဗျားတို့ထောက်ခံမယ် ကျွန်တော်ကမကောင်းဘူးမကြိုက်တာတော့မကြိုက်ဘူးပြောတယ်ကြိုက်ရင်ကျွန်တော်တို့ကကြိုက်တယ်လို့ပြောရမယ်နော်တကယ်တော့လုံးဆောင်မေးကြိုက်ရပါသည်ခဏတက်လို့တကယ်တော့ဒီအများကြီးမပြောဘူးနော်ဒီအကျန်းဖက်ဆိုတဲ့ဒူးအကုန်လုံးကိုရှင်းနိုင်မှဆိုကျွန်တော်တက်တက်လုံးထိကျွန်တော်မဟုတ်ပါဘူးမဟုတ်ပါဘူးမင်းကဘူးလက်ကိုဖိတ်ပုတ်လိုက်လီးဆုပ်လိုက်လုံနေတာပဲနောက်ဆုံးတော့မေးပါဦးမယ်အကျန်းဖက်အကျန်းဖက်ဆိုတော့လက်ရှိမြန်မာပြည်မှာအကျန်းဖက်တာဘယ်သူတွေလဲလို့အကျန်းဖက်ဆိုတာဗဇက်နဲ့ဆွဆွဲလို့အကျန်းဖက်မဖြစ်ဘူး နော်ပါဇက်နဲ့ဆွဆွဲသေလောက်အောင်နေအကျန့်ဖက်ဓမ္မမဖြစ်တော့ဘူးအကျန့်ဖက်ဓမ္မဆိုတော့လောက်ရက်တွေကိုပြနိုင်မှာအကျန့်ဖက်ဓမ္မဖြစ်တာမြန်မာနိုင်ငံမှာကလေးတငယ်အစအမျိုးသမီးတွေအပါအဝင်အစွန်းလိုက်အပြုံလိုက်ပေအောင်လောက်တာဒီ PDF တွေဘက်ကလောက်တာလားမင်းတို့အာနာတိန်းထားတဲ့ကောင်တွေဘက်ကလောက်တာလားဥပမာသာသနာတော်ကိုကျွန်တော်တို့ထောက်ခံသွားမှာမြို့ဝါသာသနာတော်ကိုထောက်ခံသွားမှာတေးသေးချာချာပဲအဲ့တော့ကျွန်တော်ပြောတင်တာကဟုတ်ပါ တိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာသွားပြီးဆိုတော့တမန်တော်နဲ့သွေးခွဲပြီးတော့တမန်တော်ကိုတိုက်ခိုက်ပြီးတော့မှခမရတို့နေရာတွေဘာလို့လိုချင်တာလဲတမန်တော်နဲ့လက်တွဲပြီးတိုင်းကြီးကိုအေးချမ်းအောင်လှုပ်ဆောင်နိုင်ဖို့တော့ခမရတို့မှအရေးချင်းမရှိဘူးလားစစ်မှုထမ်းဦးတွေစစ်မှုထမ်းဦးတွေစစ်မှုထမ်းဦးတွေကလိုအပ်လို့ပြဋ္ဌာန်းလို့ရှင်လွတ်တော်ကြောင်းမှာပဲဖြတ်သိမ်းရမှာလို့လွတ်တော်ကြောင်းမှာပဲဆိုတော့လွတ်တော်တွေမလိုဘူးတမန်တော်နိုင်ငံတော်စပြီးတော့ လွတ်လပ်ရေးရံပါပြီဆိုတော့ဘိုးကျုံအောင်ဆန်းတော်မှာခင်ဗျားတို့ပြောတတ်တဲ့စကားပါလေခင်ဗျားတို့သိတယ်ခင်ဗျားတို့ပြင်သာတတ်တယ်နော်စေမှုနဲ့ဥစ္စာနှစ်နှစ်တန်တီနှစ်နှစ်သုံးနှစ်တန်တီသုံးနှစ်တိုက်ချင်းတိုက်ချင်းမတိုက်ချင်းမတိုက်ချင်းထင်းမှုဆန်းစေမှုကိုထမ်းဆောင်အောင်ပါပဲလို့ခင်ဗျားပြောပြီးသားပဲဒါဥတွေပဲနော်အဲ့တော့ကျွန်တော်တို့ကတော့တော်တယ်မတန်မရဘူး။အဲ့ဒီကိုငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဘောမာနေတဲ့ခွေးကောင်းဆောင်တွေကိုတို့ဆွဲရတာမဟုတ်ဘူး။သူတို့ရဲ့လုံဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်တယ်လို့ပြောချင်တယ်။ ညာလုံးမေးပေးမမောင်းလို့ပဲပြောချင်တယ်အားလုံးကြမ်းပါပါစေဗျာဒီကောလဲတော့လဲတပတ်မပြည့်ဘူးเนาะတပတ်မပြည့်ဘူးပထမအဦးဆုံးမှာဘူလက်ကိုဖဲ့တယ်လို့ဘာလို့လို့ ਨੇ လူစိတ်ဝင်စားအောင် လုပ်တယ်ပြီးတဲ့အချိန်မှာအဲပီတုံးလုံးလို့လေကိုကိုကြီးတို့တက်တက်ခိုင်းတို့စက်တဖြင့်အဲ့ဒီဟာတွေကိုလူလူထောက်ခံမှုမရှိအောင်တန့်ဖို့ကိုမဲဆွယ်သွားတယ်เนาะကြိုက်တယ်လို့ဆွဲမင်းတို့ပြောတဲ့အဲ့ဒီပီတုံးလုံးတက်တက်ခိုင်းတို့ကိုကိုကြီးတို့လည်းပြည်သူကသုံးစားတော့ဒီလူတွေရဲ့နိုင်ငံရေးတည်သွားပြီ မယုံကြည်ပါတွတ်တူဂုရုကြီးမကလို့အဲစင်နီယာကြီးမကလို့ဘာပဲဖြစ်နေဖြစ်တချို့တရားရှိတယ်မင်းတို့ကမနေ့တည်းကမှနိုင်ငံကြီးလောက်တာတဲ့ကောကဒီလူတွေကနိုင်ငံကြီးလောက်တာဘယ်နှနှစ်ရှိနေပြီလဲဘာလဲနိုင်ငံကြီးလောက်တာကလောက်တဲ့နဲ့တန်ဖိုးဖြတ်လာလားလောက်ရက်နဲ့တန်ဖိုးဖြတ်လာလားကဲကောင်းလိုက်တယ်အမေရောငါမဆိုင်ဘူးကျွန်တော်တို့ကလောက်ရက်ကိုတန်ဖိုးထားမှာလောက်တက်ကိုတန်ဖိုးထားမှာမဟုတ်ဘူးတက်တက်တုံးလောက်လာပြီးတိုင်းပြည်အတွက်စောက်ကြိုးစည်းစုမမြူတဲ့နိုင်ငံကြီးစားဖားရေတပုံကြီး မှန်ပဲအဲ့ဒါတွေကိုကျွန်တော်တို့ကလိုက်တာမထားနိုင်မနိုင်ဘူးကျွန်တော်တို့ပြည်သူအနေနဲ့တန်ဖိုးထားရမှဒီလောက်ရက်ကိုတန်ဖိုးထားရမှ Yes နော်ဒီလူရဲ့လောက်ရက်ဒီတည်သူအတွက်အကျိုးပြုတဲ့လောက်ရက်ကိုလှုပ်တာလားလူတစုကောင်းစားရေးအတွက်လှုပ်တာလားအဲ့ဒါကိုပဲကြည့်ရမယ်ရှင်းရှင်းလေးအမျိုးမာရာတာနာဆိုဘာသာမဟုတ်ဘူးပေါက်ပန်း၄၀လောက်တဲ့အရာမျိုးကျွန်တော်တို့ပြည်သူကစောက်ပြီးထားပြီးထောက်ခံစရာအကြောင်းမရှိဘူးအဲ့တော့ဒီလာမဲ့ရွေးကောက်ပွဲစကားတဲ့အထက်စရာမလို့ဒီရွေးကောက်ပွဲကမင်းအောင်လိုင်းကဖြစ်ကုန်လို့ဖြစ်အောင်လုပ်နိုင်မယ်ဘယ်လိုပုံစံလုပ်မလဲ तू အုပ်ချုပ်လို့ရတဲ့ပိန်းစားတဲ့မြို့တွေမှာကွက်ပြီးလှုပ်သွားမယ်အဲ့ဒီကရလနဲ့ဂျင်ညာမယ်ပြီးရင်ဒီအာနာမင်းအောင်နိုင်လက်ထဲမှာပဲရှိမယ်သူကိုယ်တိုင်တမနာလောက်ရင်လှုပ်မယ်မလှုပ်ရင်လည်းတူယုံကြည်ရတဲ့လူလက်ထဲမှာမရှိမယ်ရှင်းရှင်းလေးဒီရွေးကောက်ပွဲဟာကြိုပြီးတော့ကြည့်စရာမလိုဘူးဟိုကလိုင်းနဲ့အရာကြီးပဲလှုပ်တာအဲ့တော့သူတို့ရဲ့ထွက်ပေါက်အတွက်ပဲအဲ့ဒီထွက်ပေါက်ကိုကျွန်တော်တို့ကပိတ်နိုင်အောင်မလုပ်ပါနဲ့တန်ကင်းတမန်ကင်းကဘာလုပ်နိုင်မလဲစစ်ရေးရကျွန်တော်ဘာလုပ်နိုင်အဲ့ဒီနှစ်ချက်ကို တော်လိုင်းအင်အားစုတွေတိုင်းသားအိယာကိုခေါင်းဆောင်တွေလက်နက်ကင်အားလုံးကတေးတေးချာချာအပိုင်ချပြီးတော့စီစီလုံးလုံးညှိနှိုင်းပြီးတုတ်ပြန်နိုင်ဖို့ပဲလိုအပ်တာနော်စီစီလေးပဲအဲ့တော့အဲ့လိုမလုံနိုင်တဲ့ရွေးကတော့မင်းအောင်လှိုင်ကအဲ့ဒီထွက်ပေါက်ကနေကျင်းနေထွက်သွားလိမ့်မယ်ကျွန်တော်တို့ကဒါပဲအဲ့တော့ပြည်သူတွေအနေနဲ့ကနားမျက်စိမပြတ်ဖို့အရေးကြီးတယ်ငါတို့မထည့်ဘူးလို့မထင်နဲ့ခမားတို့နာမည်အော်တိုထည့်ပြီးသားဖြစ်မှာမပူနဲ့တိလားကလိန်ကကြစ်ရုပ်မာတဲ့လှုပ်ရက်နဲ့လူရုပ်မာတွေလှုပ်မဲ့ဖာခေါင်းကလှုပ်မဲ့ပြည့်တစားပပျောက်ရင် Camián, un tira, va a ကဲဒါတော့ကိုစီရဲ့သုံးသက်ချက်ပြီးလို့ဖြစ်ပါရဲ့နော်အဲ့တော့ချမ်းဖတ်မင်းအောင်လိုင်ကတော့ရွေးကောက်ပွဲအတွက်တော်တော်ကြီးကြိုးစားပန်းစားလှုပ်ဆောင်နေတွေ့ရပါတော့အဲ့တော့ခုနကိုစီပြောသလိုပဲကျွန်တော်တို့ကဂယူမဆိုင်ဘူးလို့နေလို့တော့မရပါဘူးနော်အဲ့တော့သူရွေးကောက်ပွဲမှာကျွန်တော်တို့ကမင်းမထည့်ဘူးဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့နာမည်နဲ့ပါသွားမှသိကြတယ်ပေါ့နော်အဲ့တော့ဒီလူမင်းအောင်လိုင်ကသူ့အထက်ဘက်အတွက်ကြိုးစားနေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တော်လိုင်ကြီးဒီခေါင်းဆောင်ပိုင်းနေရာလဲဒီအချမ်းဖတ်မင်းအောင်လိုင်ကိုဒီလိုစီရေးနိုင်ငံကြီးနဲ့ဘယ်လိုမျိုးပိတ်ဆို့တားဆီးဖျက်ဆီးမလဲဆိုတဲ့ဟာမျိုးကလည်းတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်နော်အဲ့တော့ဒီရဲ့ ဒီ online ဘက်ကလုတ်ဆောင်မဲ့အရာကြီးလည်းမကြခင်ထွက်ပေါ်လာတော့မယ်လို့ယုံကြည်ပါတယ်နော်ဟုတ်ကဲ့ဒီညအတွက်သတင်းပြူလိုက်ဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြရမယ်မိဘပြည်သူရောက်ဆိုင်ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းချင်းနဲ့ပြည့်စုံပြီးတော့အကျန်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးပြီးရင်နေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ